ဇနီးသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအစဉ်ပြီးအောင်မြင်တိုးတက်ကြပါစေကြောင်းဆရာကဒီကနေ့စုမုံကောင်းတောင်းပေးရင်းနဲ့ဇနီးသမီးမိတ်ဆွေတွေတို့2025ခုနှစ်ဇူလိုင်လအတွက်ကိုကံရှင်တွေဘလို့ရှိမလဲဆိုအောင်ဆရာကပြောပြပေးမှာဖြစ်ပါတယ်ဇနီးသမီးမိတ်ဆွေတွေပိုင်းဆရာကိုမှတ်ပေးကြပါအောင်ရှယ်ပေးကြပါအောင်ကျေးဇူးတင်ပါတယ်ကဲဆက်လိုက်တော့မယ်စနေသားသမီးမိတ်ဆွေတွေ2025ခုနှစ်9လပိုင်းအတွင်းမှာ မိတ်ဆွေတို့ရဲ့ကံဟာလရဲ့အစမှာတော့ ပထမတစ်ဖက်မှာတော့အနှင်းငယ်လေးယုံကံရတတ်တယ်အထူးသဖြင့်အာရောချံပရမန်လာပန်ဆိုတဲ့အတိုင်းဂျမ်းမိုင်းရင်းနဲ့ပတ်သက်လာရင်အနှင်းငယ်ခြူချတာမျိုးဘာဖြစ်လို့ဖြစ်မှမသိတာမျိုးပြန်လာရင်းနဲ့ပတ်သက်လာရင်အနှင်းငယ်လေးဂျမ်းမိုင်းညံ့နေတာမျိုးခန္ဓာကိုယ်မှာရာသီအကူပြောင်းကာလာလေးတွေကြောင့်ဂျမ်းမိုင်းနဲ့ပတ်သက်ဝနာအကိုက်တလို့လို့ဒီနာအခဲတလို့အမီနာမပေါ်မရတာမျိုးလေးဂျမ်းမိုင်းနဲ့ပတ်သက်အနှင်းငယ်စိတ်ပန်းလူပန်စိတ်မောလူမောဖြစ်ရတတ်တဲ့အတွက်ကြောင့်စနေသားသမီးတွေအနေနဲ့ဒီကာလအတွင်းမှာဂျမ်းမိုင်းနဲ့ပတ်သက်လို့အနှင်းငယ်တတိထားစင်ပြရလိုအပ်ကြောင်းနဲ့ အာရောချံပရမလာပန်ဆိုတဲ့အတိုင်းကျမ်းမာရေးနဲ့ပတ်သက်လို့တတိထားဆင်ကျင်ပေးဖို့နဲ့ငွေရှိတာနောက်မှကျမ်းမာရေးကအဓိကဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုပါတယ်ခင်ဗျာမိတ်ဆွေစနေသားသမီးတွေဒီလတာတော့ဒီမှာလရဲ့အစနဲ့အဆုံးသက်ကလေးတွေမှာတော့ညံ့တက်တဲ့အတွက်ဘာကိုဖြစ်ဖြစ်ပထမတစ်ပတ်သူမဟုတ်ပထမ၄ရက်ကိုတော့ပထမ၁ရက်၂ရက်၃ရက်၄ရက်နဲ့လာကုန်လေးရက်ကိုတော့အရေးကြီးသောကိစ္စတွေလုပ်ငန်းဆောင်တာကိစ္စတွေဆုံးဖြတ်ချက်တွေကိုပြုလုပ်ချမှတ်ရန်အတွက်တော့မတင်တော့လာဖြစ်ပါတယ်ခင်ဗျာ ဒါပြင်စနေသတ္တမိမိတ်ဆွေတွေဒီလတာအတော်တွေမှာဂျမ်းမာရင်နဲ့ပတ်သက်ရင်အသက်ရှူကြတာမျိုးလေနဲ့ပတ်သက်တာမျိုးလေထိုးလေအောင်ဖြစ်တာမျိုးလေးတွေနည်းနည်းလေးမောတာမျိုးပန်းတာမျိုးရာသီအကူပြောင်းကာလာလေးတွေကြောင့်ဂျမ်းမာရင်အနေငယ်ညံ့တက်တော့လဖြစ်တဲ့အတွက်တော့တတိထားစင်ကြီးပေးရအတွက်တော့လိုအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ အလုတ်ကိုင်းအလုတ်ကိုင်းနဲ့ပတ်သက်လာရင်လုပ်ငန်းရာထူးနဲ့ပတ်သက်ရင်အလုတ်နဲ့ပတ်သက်လို့ရှိရင်ဘာကိုဖြစ်ဖြစ်ကိုကိုယ်တိုင်ဥစည်းဥဆောင်လောက်ရတာမျိုးချီတိုးဆောင်ရလှုပ်ဆောင်ရတာမျိုးလေးကြော်ဝါတက်သလိုအလုတ်ငန်းနဲ့ပတ်သက်လို့အလုတ်နဲ့ပတ်သက်ရင်အပြိုင်ဆိုင်တိုက်ခိုက်လေးတွေများရဆိုပေမဲ့အတိုက်ခိုက်အပြိုင်ဆိုင်တွေကြားကတိုးတက်အောင်စွမ်းဆောင်နိုင်တော့လာတိုးတက်အောင်ကြိုးစားနိုင်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာ ဒါပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော့ဒီမှာငွေကြီးနဲ့ပတ်သက်ရင်ငွေကြီးလုံငန်းရင်းကနေဝင်လာတာမျိုးတွေလက်လွန်ထားသောငွေကြီးတွေမှာပြန်လည်ရရှိတာမျိုးတွေလုပ်ငန်းကိစ္စအလုပ်ကိစ္စကြောင့်ငွေကြီးနဲ့ပတ်သက်ရင်အမြန်များများရလာမျိုးလေးတွေကြုံရတတ်တယ်လုပ်ငန်းနဲ့ပတ်သက်ရင်စက်တူလုပ်ငန်းတွေအကျိုးပေးတယ်စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးတယ်ကွန်ပျူတာ ကအစရှိတဲ့လုပ်ငန်းတွေစက်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်စံစီစေးစားစားတောက်ကိုလည်းပတ်သက်တာတွေအကျိုးပေးတယ်ငွေကြေးဆိုင်ရာကိစ္စတွေအဲငွေကြေးနဲ့ပတ်သက်ပြီးရင်းနှီးတဲ့လုပ်ငန်းတွေအစုရှယ်ယာစုကြီးနဲ့ပတ်သက်တာတွေယင်းနေအစရှိတဲ့လုပ်ငန်းတွေခရီးသွားဆိုင်ရာလုပ်ငန်းတွေအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာတွေခြံထွက်ကုန်တွေတန်တော့တဲ့ကွန်ပျူတာကြောက် အဆရှိတဲ့လုပ်ငန်းတွေစိမ့်လို့တွင်းထွက်ပစ္စည်းတို့အဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်တိုင်အကျိုးပေးအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောလဖြစ်ပါတယ်ဆွေမျိုးသားချင်းတွေရဲ့အကူအညီကိုရရှိရမျိုးညီအကိုမောင်နှမတွေရဲ့အကူအညီအထောက်အကူကိုရရှိရမျိုးတွေဖြစ်ရတတ်သောလဖြစ်ပါတယ်ခင်ဗျာဒါ့အပြင်စနေသားသမီးမိတ်ဆွေတွေဒီလတာတော်တွေမှာဘာကိုဖြစ်ဖြစ်တော့ခက်ရှင်းရှင်းခက်ပြပြပြောဖို့လိုအပ်ပါတယ်လူယုံမလွယ်ပါနဲ့လူယုံမလိုက်ပါနဲ့အဲပြီးတဲ့အခါယုံကြည်မှုကိုဗန်းပြပြီးတော့လှုပ်ဆောင်တဲ့လုပ်ငန်းတွေဒီအကျိုးပေးမပေးပါဘူး ဘာသာရှားလူမျိုးရှားတွေစိတ်တော့ကပြီးတာမျိုးစိတ်ငစ်เสียပြီးတာမျိုးကြုံရတတ်တယ်။နိုင်ငံရခီးသွားတဲ့ပတ်သက်တာတွေ passport visa လုပ်ငန်းတွေနဲ့ပတ်သက်လာရင်တော့ကိုကိုယ်တိုင်ဥစည်းဥဆောင်မလုပ်ပါနဲ့။ကြံ့ကြာနှောင့်နှေးတတ်တော်လာဖြစ်ပါလေခင်ဗျ။လူယုံမလွယ်ပါနဲ့လူယုံနေသသမိတွေစိတ်တော့ကပြီးတတ်တယ်။ကိုဝင်ဆောင်စနေသသမိတွေပါရင်သို့မဟုတ်ကိုဝင်ဆောင်စနေသသမိများအနေနဲ့တတိထားပေးဖို့လိုအပ်ကြောင်းနဲ့တာမန်ထက်ပို့ပြီးတော့အလေးပင်မှာဒါမျိုးလေးတွေလက်စမိဒါအဆရှိတာတွေကိုင်ွယ်တဲ့အခါမှာတတိထားဆင်ကျင်ရလိုအပ်တော့လာဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြား လိုက်ပြရတယ်ခင်ဗျာဒါပြင်မိတ်ဆွေအမှုပညာသမားများအနေနဲ့စနေသားသမီးတွေအားနည်းစီပါတယ်အတိုက်ခိုက်တွေအပြိုင်ဆိုင်တွေများတာမျိုးလေးတွေမိတ်ဆွေတို့အမှုပညာလုပ်ငန်းနဲ့ပတ်သက်လို့အစိုးကအရေးအတိပကြီးပမှုဗေဒမီရစံကြံတေးဥစ္စာအဆရှိတာမျိုးလေးတွေအမှုပညာဖန်တီးမှု entertainment အဆရှိတဲ့လုပ်ငန်းတွေနဲ့ ပတ်သက်ရစနီသားသမီးတွေအားလုံးဒီကကာလမှာဘာလို့ဖြစ်ဖြစ်နိုင်ငံလေးအတိုက်အခိုက်အပြိုင်ဆိုင်ကြီးများတတဲ့အတွက်လူများများမြင်တဲ့နေရာကိုမသွားပါနဲ့လို့ပဲထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျဒါအပြင်မိမိကိုဦးကောင်းနဲ့ပတ်သက်ပြီးတော့ဂိုင်နာမျိုးလေးတွေမဖြစ်အောင်နေပါအုတ်ထုတ်တို့ဦးကောင်းတို့နဲ့ပတ်သက်လာတဲ့ကညစ်ပတ် တော့နေရာတွေကိုချတာမျိုးလေးတွေထီးတော့အဆရှိတဲ့အရာလေးတွေနားမှာတော့နှိမ့်ကြတဲ့အရာလေးတွေမှာမထားဘူးလူအကြောင်းထထောင်ပြောကြလိုက်ပြရစီကံကိုတစစ်ချိုးနှိမ့်တာမျိုးလေးကြုံရတတ်တယ်ဓာတ်ပုံတို့လက်ဆောင်ပေးတာမျိုးလေးအားနေစီပါတယ်ဒါအပြင်ဓာတ်ဘူးတို့ဖက်နှက်တို့ဝယ်တာမျိုးလေးတွေအားနေပါတယ်မဖြစ်မနေမိမိရဲ့စနေနံလေးတွေကိုတတိထားစီရင်ပေးဖို့လူအကြောင်းနဲ့မိမိအိမ်အတွင်းမှာလက်စစ်ပစ္စည်းမိသီးတွေပျက်စီးသွားတာမျိုးကျွန်းသွားတာမျိုးဆိုရင် ဘာမှချီချီဝေးတိတ်တွေးမနေနဲ့ခက်မြန်မြန်သာလဲလိုက်တာမျိုးကပုံမကောင်းမွန်စီပါတယ်ဆက်ပစ္စည်းချင်းအဟုတ်အစုတ်တွေအဟောင်းတွေရက်လွန်ဒိတ်ကုန်နေတော့ပြက်ကလေးနေရှိရင်လဲစုံပေးဖို့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါတယ်စနေသားသမီးတွေညအိမ်ညံနေဝင်လာမျိုးတွေအားနေစီတော့လာဖြစ်ပါတယ် မိတ်ဆွေတို့ဒီကလာတော့ဒီမှာရွှေနဲ့ပတ်သက်လာတဲ့အခါရှင်နေသားသမီးတွေရွှေဝင်ရင်လူထွက်တာမျိုးလေးတွေရှင်နှောင်းဝင်ရင်ရှင်နှောင်းထွက်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ရှင်နေသားသမီးမိတ်ဆွေများအနေနဲ့ဖြစ်နိုင်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့မိမိအိမ်တွင်မိသားစုတွင်မှာကျန်းမာရေးညံ့နေဆိုရင်ရှည်တဲ့လက်သေးတို့ဇပင်းတို့ဓာတ်ပုံတို့ကိုကျန်းမာရေးညံ့နေသူဘာမှတုံဆိုင်တွေ့ဖို့မနေနဲ့မိမိမိသားစုတွင်မှာကျန်းမာရေးညံ့နေ သူပါလို့ရှိရင်ခြေသေးလက်သေးတို့ဇပင်းနဲ့နဲ့တို့အဆရှိတဲ့ကြာလေးတွေလူအရက်နဲ့တိုင်းပြီးတော့အရက်နဲ့တိုင်းအရှိကျိုးလေးဖြတ်ဖြတ်ပြီးတဲ့အခါမှာဘူမိအရက်ဖြစ်တဲ့ငါဘူမိအရက်ဖြစ်တဲ့ဆရာတို့စနေရဲ့ဘူမိအရက်ဖြစ်တဲ့မြောက်မြောက်ဆူဆူရက်တွေမှာစွန့်ပြေးလိုက်တာမျိုးတွေ ဖြစ်ရလောက်လိုက်ပါတကယ်လို့မိတ်ဆွေအနေနဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်ခက်ခက်ခဲခဲလေးကြုံနေရတာမျိုးအပြန်ဆိုင်တိုက်ခိုက်တွေများနေတာမျိုးရုတ်တရက်လက်ကြီးကပိတ်သွားတယ်ဆိုခုခုပြန်တွေးပါနံပါတ်1ညာရင်ညာနေဝင်ထားလားရွှေဝင်ထားလားဒါဆိုရင်ချိလို့ရှိရင်မဖြစ်ဖြစ်သတိထွက်လိုက်တာမျိုးဖြစ်ပါလောက်လိုက်ပါတကယ်လို့မိမိမှာရွှေရှိတယ်ဆိုရင်လည်းသတိပောင်လိုက်တာမျိုးလောက်လိုက်ရင်မိတ်ဆွေရဲ့ညံ့နေသောကံဟာကျင်းသေးပေါ့ကံကောင်းခြင်းတို့တက်ရှင်တဲ့အစီအစဉ်ကြီးရရှိလာမှာအတေကြပဲဖြစ်တယ်ခင်ဗျာတော့မိမိရဲ့အိယာပေါက်တွေ အဲ့ရခင်အပေါက်တွေမိမိရဲ့နေရာတိုင်းအဲ့အပေါက်တွေအဆရှိတဲ့အရာလေးတွေမီးလောင်ကွက်တွေဖြစ်လာလို့ရှိရင်မိတ်ဆွေတို့သတိထားပါမီးလောင်ပေါက်တာမျိုးတွေကြုံရလို့ရှိရင်လဲပစ်တာမျိုးတွေလောက်တာပုံမကောင်းမှမှာတယ်ဒါလေးတွေကိုသတိထားပါကျမရင်းနဲ့ပတ်သက်လို့ရှိရင်เนาะဒါပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ဆွေမျိုးသားချင်းညီကိုမနှမတွေရဲ့အကူအညီကိုရရှိတတ်တဲ့စံစီစေးစားစားတော့ကုန်နဲ့ပတ်သက်တာလေးတွေအကျိုးပေးပါတယ်လုပ်ငန်းအသစ်ချာနေသူတွေအလုပ်သစ်ချာနေသူတွေအလုပ်သစ်ပြန်လဲရရှိတတ်သောကာလဖြစ်တယ်ရဝေးခရီးသွားလေးတွေမှာသတိထားဆင်ကျင်ပေးဖို့လိုအပ်ကြောင်းနဲ့ထက်လောင်း င်းပြောကြလိုက်ပါစီ passport လုပ်ငန်း visa လုပ်ငန်းလူမျိုးချဘာသာချ online social media နဲ့လူလိမ်လူညာလေးတွေကြုံရတတဲ့အတွက်တော့တတိယဆင်ញံပြည်ရန်လိုအပ်သောကာလဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီခင်ဗျအကျိုးပေးကံကောင်းစီတော့ လူငယ်တွေအရှိရေးနဲ့ပတ်သက်လို့မေတ္တာရေးနဲ့ပတ်သက်လို့ရှိရင်တော့ကံကောင်းစီပါတယ်ဒါပေမဲ့အိမ်တော်ပြည့်ရန်အတွက်စိစက်တိုင်းမင်နာမျိုးလူကြီးမိဘတွေနဲ့တိုင်မင်လိုက်ခါမှာမိမိရဲ့အဆောင်အချောက်ပဋ္ဌာန်းဆက်ပုဂ္ဂိုလ်ဆက်တွေမကြိုက်တာမျိုးအိမ်တော်ဝါလဲဝါတွင်းဖြစ်ပါလိမ့်မယ်အိမ်တော်ပြည့်ရန်စိစက်ရန်အတွက်ဆိုအကြံ့အကြအဟန်ဒါလေးဖြစ်ရတတ်တဲ့အတွက်ငဘူကတိုက်ဆွဲတိုက်ဆက်တွေဥစ္စာဆောင်တွေတိုက်ကလာတဲ့သူတွေမိဆွေများအဖို့ကတော့ဒါလေးကိုတတိထားဆင်ကျင်ပေးဖို့လိုအပ်ကြောင်းနဲ့မိမိတို့အနေနဲ့ကြိုတင်စီစဉ်တဲ့အိမ်တော်ရေးရှိရေးနဲ့ပတ်တိုင်းတော့ညံ့စီတာအတိအကျပဲဖြစ်ကြောင်းဆရာကထားလောင်းပြောကြားလိုက်ပါရစေခင်ဗျာ အထယ်လိတ်လုပ်ငန်းတွေအထီးထီးဖက်နဲ့ဆိုရှယ်မီဒီယာနဲ့ပတ်သက်တာတွေမှာတော့တတိထားစင်ကျင်ပေးရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီအိမ်ဆောင်ရေးအိမ်ဆောင်ရေးနဲ့ပတ်သက်ရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူးတရားနဲ့တရားတုံးနဲ့တူနှွေးထွေးမှုတွေငြိမ်းချမ်းမှုတွေအေးချမ်းမှုတွေကိုရရှိတတ်သောလဖြစ်ပါတယ်တို့ရတွင်အစင်မပြေလို့ရှိရင်သာသမိကိစ္စလေးတွေကြောင်းပြောဆိုရတာမျိုးလေးတွေကြောင်းတပည့်လက်သားကိစ္စလေးတွေကြောင်းပြောဆိုရတာမျိုးလေးတွေကြောင်းအစင်မပြေဖြစ်ရတာမျိုးလေးတွေဖြစ်ရတတ်တယ်လို့နေရာထိုင်ခင်းရာထူးလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ကိုကရာထူးတက်ချင်ပေမဲ့ နမည်ပဲထွက်ပြီးတက်မလာတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ဒီချက်လေးတွေကိုသတိထားစီရင်ပေးရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီခင်ဗျာစနေသားသမီးမိတ်ဆွေတွေဒီပတ်တာတော့တော့မှစနေစနေတွဲလောက်တာမျိုးလေးညံ့ပါတယ်အနက်ရောင်အနီရောင်လေးတွေကိုသတိထားဝတ်ဆင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီမွေးနေ့မှာခေါင်းလျှော်တာမျိုးသမီးညက်တာမျိုးလေးတွေကိုသတိထားစီရင်ပေးရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတ်တာတော့တော့မှအဲ မိတ်ဆွေတို့ဒီအပတ်တာတော့ဒီမှာဆိုမျက်စွာဖရားမှာစပယ်ပန်းများများလှူပေးပါမိတ်ဆွေတို့ရဲ့ကံညံ့တာတွေပြန်ပြီးတော့အစဉ်ပြေလာပါလိမ့်မယ်ခင်ဗျာဒါအပြင်မိတ်ဆွေစနေသားသမီးတွေဒီလတာတော့ဒီမှာအကျိုးပေးစေသောကဏ္ဍအခရာတွေနေနေဆိုနှစ်ကဏ္ဍသုံးကဏ္ဍငါကနဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစီပါတယ်အကျိုးပေးသောအရာအနေနဲ့ဆိုရင်စင်ဆွေရောင်အသားရောင်အစိမ်းရောင်ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးအသာကောင်းမှုစီတော့လာဖြစ်ပါတယ်ခင်ဗျာစာချုပ်စာရန်ကိစ္စ ပြောဆိုလို့ဆောင်မှာ OA ရှမ်းမီမီယာနဲ့ပတ်သက်ရင်ဝေရာမျိုးတွေကောင်းတယ်စောက်တာမျိုးတွေတော့အားနည်းစီတော့လဖြစ်ပါတယ်လို့ထားလောင်းပြောကြလိုက်ပါစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အလူတန်းကိစ္စတွေဘာသာရေးကိစ္စတွေဖရာတရားပို့လုပ်ပေးတာမျိုးတွေလူကြီးမိဘဆရာသမားတွေကိုကူညီတာမျိုးပြောဆိုတာမျိုးတွေလူတန်းပေးတာမျိုးတွေကျမ်းမာရေးနဲ့ပတ်သက်လို့ကံကောင်းစီရင်၄စည်းတို့၅လွှတ်တာမျိုး ေးမဲ့ပေးတာကတော့ခိုးစာခွေးစာကျွေးတာကတော့ခိုးစာကျွေးတာတော့ငါးစာကျွေးတာမျိုးလို့ရမိစေလို့ရညံ့နေတဲ့ကံကိုတိုးတာကောင်းမှအာတာပြီးတော့အဆင်ပြေကံကောင်းလာမယ်ဆိုတာထပ်လောင်းပြောကြားလိုက်ပြရစီ Facebook မှာလည်းရှိတယ်နော်ဆရာလေးဟုတ်ပါဆရာနှစ်ခုလိုက်လွှင့်နေရနော်ဒါပြီးမိစေလို့နေဒီကလာတော့တွင်မှာအဲ မိစေတို့အဆက်ဆက်ရရာကံကောင်းစီသောနေသားအနေနဲ့ဆိုတနင်္လာသာသမီတောက်ကြာသာသမီနေနဲ့တွဲဖက်လုပ်တာမျိုးပါမိစေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့ကံကောင်းစီသောလဖြစ်ပါလေခမရဒါအပြင်မိစေတို့အကျိုးပေးစီသောအရက်ဟာမြောက်ဆူဆူရက်ဖြစ်ပြီးတော့စန်တီယာအရက်ကတော့အရှိတောင်တောင်အရက်ဖြစ်ပါလေခမရဒါအပြင်အဆက်ဆက်ရရာအစင်ပြေကောင်းကံကောင်းစီရန်အတွက်ငွေရှိရာငွေလာဆိုတဲ့အတိုင်းမျိုးတော့မိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာပတ်စံလေးကိုလက်ကကင်ပြီးတော့ဖြစ်စီပတ်စံကလေးနဲ့ရိုက်ပြီးတော့လိုရာကိစ္စကိုပြော ောဆိုဆောင်ရွက်ရင်ကြောင်းတွက်အယောင်းထွက်လာမှာအတိအကျပဲဖြစ်တယ်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်းဝယ်တွေကုန်ပစ္စည်းတွေနဲ့ပတ်သက်လာရင်လည်းငွေကလေးတစ်ရွက်နဲ့ကင်ပြီးတော့ရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းလာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့ရောင်းကောင်းဝယ်ကောင်းသွားစီမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်ရရအစဉ်ပြီးအောင်မြင်တိုးတက်စီတော့နော်အယောင်နေနဲ့ဆိုရင်တော့အသားရောင်းလို့အပန်း sorry အပတာတာရောင်တို့မိုးပြရောင်တို့အစိမ်းရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုကောင်းမွန်အားသာတိုးတက်စေပြီးကံကောင်းစေတော်လာဖြစ်ပါလေခမညာဘာကိုဖြစ်ဖြစ်ပထမ တပတ်နဲ့နောက်ဆုံးတစ်ပတ်ကိုတော့တတိယဆင်နေပြန်လိုအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျအဆက်ဆက်ရရတောင်ဆူဆူရောက်ကိုခကြီးထွက်တာမျိုးလေးတွေကကံရဲ့အားနည်းမှုကိုရရှိတတ်သောလာဖြစ်တဲ့အတွက်တော့တတိယဆင်နေပြန်လိုအပ်ပါတယ်ဘာလို့လို့ရည်ကြီးသောကိစ္စတွေကိုခုနှစ်နာရီလို့စနေစနေချင်းတွဲလောက်တာမျိုးလို့စနေနေ့တွေကိုတတိယဆင်နေပြန်လိုအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျအဆက်အသွယ်ပြတ်နေသောစနီတာသမီးမိတ်ဆွေများအဆက်အသွယ်ပြန်လဲရရှိတတ်သောကာလဖြစ်ပြီးတဲ့အခါ ကံကောင်းမှုတွေရရှိတိုးတက်စေရန်အတွက်ဆိုရင်တော့ဘာသာတရားများများလို့ပါတတိထားအဲစကားပြောဆိုမှုနဲ့ပတ်သက်လာတဲ့အခါမှာအများနဲ့ပတ်သက်ပြီးတော့အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့စကားများများပြောတာမျိုးခက်များများပြုံးပြတာမျိုးဖြစ်စီပြီးတဲ့အခါတခုခုကိုစွနာလို့ပေါ့ဟိုအပြောနဲ့အလုံနဲ့တဲ့ကိစ္စလေးတွေမှာတော့အားနေစီတဲ့အတွက်စန္ဒီသားသမီးတွေရဲ့ဒီလဟာပြုံးထားရင်ကို အစီအမည်နဲ့လာဖြစ်တဲ့အတွက်ဖြစ်နိုင်ခံများများတာပြုံးပြီးဘူအကြောင်းထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာအဆက်ဆက်ရအစင်ပြီးအောင်မြင်တိုးတက်စီရင်အဋိဋ္ဌံပြုလို့လူတပဆိုရင်မဟာတမယတုတ်ခုနှစ်ရအဋိဋ္ဌံဝင်လာမျိုး24ပဋ္ဌံခုနှစ်ရအဋိဋ္ဌံပြုလိုက်တာပါကမိတ်ဆွေတို့ရညံ့နေတဲ့ကံတွေတိုးတက်သွားပါလိမ့်မယ်ကံကောင်းစီရန်အတွက်တလတ်တာလုံးလှုပ်ရှင်တပဆိုလှုပ်လို့ရပါတယ်မြဲစွာဖရားမှာတောက်ရည်အေးအေးကလေးလေးခွက်ကိုနေ့စဉ်ခွက်တူတူလေးနဲ့လေးခွက်ကိုဘန်းတစ်ချက်တည်းထက်မြဲစွာဖရားမှာတောက်တော်ရည်လေးခွက်ကို လှူပြီးတော့အရှင်ဘုရားဖရာတပည့်တော်သည်တောက်တော်ကြီးဖရာကိုလှူဒန်းပါတယ်ဒါကြောင့်ရေချိုးဆယ်ပါနော်ဆိုတဲ့အတိုင်းပဲရရှိပါစေဆိုပြီးတော့ဆုတောင်းပါဒါဆိုရင်အခုကစာပြီးပြုံးပြီလေဆိုတော့အဆက်ဆက်ရအရှင်ဘုရားအောင်မြင်တိုးတက်ပြီးကံကောင်းစီမှာအတိအကျပဲဖြစ်ကြောင်းဆရာကပြောလိုပါတယ်မိတ်ဆွေတို့အဆက်ဆက်ရအရှင်ပြေစီပြီးငွေကြီးကံကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ ပြောမိဇန်ကနေပြည်ရင်မေးရင်0939293လေးတက်လျှောက်7902904410 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်9653505နဲ့မှာဖြစ်စီဆက်သွယ်မင်းများနိုင်ကြောင်းဆရာကထပ်လောင်းကြွညာလိုက်ပြပါစီ စနေသားသမီးမိတ်ဆွေတွေအဆက်ဆက်ရရာအစီအစဉ်ပြီးငွေကြေးကန်ကောင်းစီရန်အတွက်ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်ဆရာဟောကမှဆိုလက်ဆရာဒါလက်ဆောင်လေးပေးတယ်နော်ပြီးတော့ဆရာငွေဝင်စီတဲ့ဂါထာလေးတခုအများအားဟောကမှလက်ဆောင်ပေးတယ်အဲ့ဒါပါလို့ဆိုတော့ဆရာတို့ယတေဥခန္ဒီရဲ့ဂါထာပဲအရဟံသူဇံလာလိတံဗိုက်တံအဲ့ဒီရဒနာသိတိလို့ခေါ်သောငွေဝင်ဂါထာကိုရွတ်ပါရွတ်လေငွေဝင်လေဆိုတာတော့ဆရာကျင်းတည်ပြောရဲပါတယ်ခင်ဗျာနော်ဆိုတော့စနေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရာအစီအစဉ်ပြီးငွေကြေးကန်ကောင်းစီရန်အတွက်ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့ မိတ်ဆွေတို့ဒီအဖတ်တာတော့တမဆရာတို့စွမ်းနာအတိုင်းပါပဲဆရာတလတာလုံး900တသမီတို့ရေရရတစ်ခုပဲပြပါတယ်လီပိုပလင်းတစ်လုံးပေါ်မှာယောက်ျားနဲ့ကွဲလိုက်ပြီဆရာလင်းစနေတယ်လီပိုပလင်းတစ်လုံးပေါ်မှာလာဘန်လို့ရေးပါနော်ဒီမှာဆရာမိတ်ဆွေတို့လီပိုပလင်းတစ်လုံးပေါ်မှာလာဘန်လို့ရေးပါလာဘန်လို့ရေးပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အဲလာဘန်လို့ရေးမိတ်ဆွေတို့ရဲ့လုပ်ငန်းတစ်နေရာအမြင့်တစ်နေရာမှာ အဲ့ဒီ level plane အဖို့ပေါ်မှာဖျောင်းနိုင်တင်ပြီးကိုရက်တည်တည်ဖျောင်းနိုင်တင်ထွင်းလိုက်ပါဒါဆိုရင်ပိတ်နေတဲ့လက်တွေပွင့်လန်းပြီးငွေကြေးကန်ကောင်းလာမယ်ဆိုတဲ့အကြောင်းဆရာကဟောရင်းနဲ့ကဲစနေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရာမှန်သမျှအောင်မြင်တိုးတက်လို့ယန္တနာစိန်ချောက်စေတောက်တိုင်းကစားနိုင်ကြပါစေတက်နေတဲ့ကိုလက်ဝေးဖြုတ်ခဲ့သူစီးစဲဥစ္စာများတိုးပွားပြီးတဲ့အခါကိုစီကိုစီကျမ်းမာခြင်းပဂရိရန်တာခြင်းရှိကြပြီးတဲ့အခါ ဘိယတိတ်ကာယတိတ်မနောမယအစင်သမနိအစရှိသောတိတ်တိကြီးအတိတ်တိငွေအတဲကိုပိုင်ဆိုင်လို့အစဉ်ပြေအောင်မြင်တိုးတက်လို့ဆရာပြေပို့တာသောမေတ္တာကြောင့်အာလုံးအေးချမ်းကြပါစီကျောင်းဆရာကရရဲ့ကြီးဆူတောင်းမေတ္တာထောက်ပြနာပြုရင်းနဲ့တခါတော့ဆရာကစနေသာသမီရဲ့အပြင်အရှာတော့ဒီခုနလပိုင်းအတွက်တလဆာနေသားတစ်ခုချင်းစီကိုခေါ်စရံဖြစ်ပါတယ်တင်းငါအနေတင်းငွေနေနဲ့ခေါ်စရံကြီးကိုဆရာတင်ထားပြပါပြီအခုဆရာအင်္ဂါကစပြီးစနေအစုံ အားလုံးကိုဟောကြားပေးခဲ့ခြင်းဖြစ်ပါတယ်